အော်ရီတိုင်းလေးမျက်နှာမြို့နယ်မှာပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီးရာလောက်ကင်သူတွေကိုတေက3000ကျပ်နှုန်းစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုနယ်ဖွဲ့ကတောင်းယူနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါတယ်။အော်ဂတ်စလာကစတင်ပြီးရင်းဆက်ကြီးပါကအုပ်ချုပ်ရေးမှုဦးတန်းစော်နဲ့စရေးမျိုးမင်းတို့ကရင်းဆက်အုပ်စုတွင် ရာလောက်ကင်ကြတဲ့ဒေသခံတွေကိုစင့်ခေါ်ပြီးကြီးပါကိုကာကွယ်ဆောင်ရှောက်နေတဲ့ပြည်သူစစ်တွေအတွက် ထောက်ပံ့ခြင်းလို့ဆိုပြီးပြောဆိုတောင်းယူခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လွန်ခဲ့တဲ့ရက်ကအုတ်ကြီးနဲ့ဆေးကယာလုတ်ကင်နေတဲ့သူတွေကိုဖုန်ကြီးကြောင်းမှခေါ်တွေ့ခဲ့တယ်။မင်းတို့ယာလုတ်ကင်နေတဲ့သူတွေကိုပြည်သူစစ်တွေကစောင့်ရှောက်ပေးမယ်။ယာစောင့်ရှောက်တဲ့အတွက်တိတ်ခေါက်ကို3000ကျပ်ပေးရမယ်။မပေးနိုင်တဲ့သူယာမလုံနဲ့အာမမခံဘူး။သုံးသောင်းကို၃ချိန်ခွဲပေးလို့ရတယ်လို့ပြောတယ်။ရတဲ့ငွေကိုမြို့နယ်ဖွဲ့ကဘုံမှုကိုခွဲတန်းပေးရတယ်။အခုကတော့ယာယီမှုဆိုင်မှုတွေက အတင်းကျပ်ငွေလိုက်ကောက်နေကြတယ်လို့ရင်းဆက်ခြင်းပါရှိရာလုတ်ကင်သူတူက AR Times ကိုပြောပါရယ်ရာလုတ်ကင်နဲ့တောင်သူတွေကိုရာတေကကျပ်ငွေ၃တောင်မပေးနိုင်မှာကရာမလုတ်ကြဖို့အတင်းကျပ်အမိန်ပေးပြောဆိုတယ်လို့ဒေသခံတွေကပြောပါရယ်ရင်းဆက်ခြင်းပါအုပ်စုမှာအင်ဂျီ600ကျော်ရှိပြီးရာလုတ်ကင်သူ300လောက်ရှိကရာဧက300ကျော်ရှိတယ်လို့ဒေသခံတွေကပြောပါရယ်ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်မှာလည်းပြည်သူစစ်တွေကိုထောက်ပံ့မှုလို့ဆိုပြီး ခြေရွာအချို့ရမူဦးတန်းစောစရေဦးမျိုးမင်းခြေရွာနေဥပိုလ်စုဦးတေအောင်တို့ကအခုလိုရာလုတ်သူတွေကိုအကြိမ်ငြိမ်ငွေတောင်းယူခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အေရီတိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်၊ကီတုစစ်မှုရန်တွေအတွက်ဟောက်ပတ်မို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြကလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ ARD Time ကစုံစမ်းသိရှိရပါတယ်